ဘာမှမဟုတ်ပါဘူးဒီအတိုင်းအပြင်းပြင်းစကားပြောဖို့ခေါ်လိုက်တာပါဒီလိုလဲကျွန်တော်ကိုလိုတာပဲလားငါတွေးထားတာကလုံးဝမမှားဘူးပဲသူ့ရဲ့မော်ခရအိုးကိုကိုနဲ့မကွာအောင်ထားတာဒီညတော့ငါဟာဖျောက်ငို့လောက်ရမယ်ညအချိန်မှာတော့ဒီလိုလူမရှိတာငါ့အတွက်ခွင့်ကောင်းမယ်ဩပစ္စည်းကောင်းကဒီနားမှာပဲရှိတာကိုနောက်ဆုံးတော့ဘသူ့အတွက်မှမဟုတ်ပါဘူးငါ့အတွက်ပဲအိမ်မြန်မြန်ယူသားအောင်မင်္ဂလာပါခင်ဗျာ ငါတခင်ဘယ်တော့မှပြောင်းသွားတာလဲဟာလူကျင်နာရှိရင်လည်းပြောပါကျွန်တော်အကုန်လုံးပေးပါမယ်အရင်ဆုံးအရက်တပင်းလောက်စမ်းကြည့်ပါဦးရရပါတခင်ငါရွှေငွေတွေများများလိုချင်နေဟုတ်ကဲ့ပါတခင်မနေ့စောစောရောက်လာတော့လေရွှေငွေတွေဒီထက်များများရချင်နေဟုတ်ကဲ့ရစီရမယ်ငါရဲ့ခရအိုးဘေးရောက်သွားပါလေမင်းညတော့ကငါဒီပေါ်မှာတင်ပြီးအိတ်တာပါဟုတ်ကဲ့ပါတခင်ဒီဘိုးဘိုးရဲ့အိမ်ကိုလုံးဝ၆ကတ်နေတဲ့တဲတောင်ပြင်ပေါ်မှာတွားထားလိုက်ခုချက်ချင်း သူကတော့လူစိတ်မရှိတော့ဘူးထင်နေလောဘကလည်းကြီးသလားမမင်းနဲ့ဘယ်လိုလုပ်ရမှာလဲလုပ်ရမှာလားမလုပ်ရဘူးလားမလုပ်ရင်ဒီခရီးဥကိုငါတက်နေပြင်မှာနော်ဟုတ်ကဲ့သခင်သခင်ဖြစ်ချင်တာအလုံးဖြစ်ပါပြီခုတော့ဒီခရီးကိုရာလူတဲ့လူမရှိတော့ဘူးဟာဟဲ့သားကြီးနင်သေးချင်းမဲကြီးလိုချင်နေတဲ့ခရီးလည်းရပြီဆိုတော့ငါမျက်လုံးနဲ့တက်အမြင်အောင်တက်ချက်လောက်လုပ်ပါအောင် အတုလားအစ်စ်လားသိရအောင်နင်ကလည်းအစ်စ်ပါဟာအစ်စ်လို့သာပြောတာပါမှလည်းမတွေ့ပါလား အော်နေရလေဒီလိုပို့ပေးရသေးတယ်လေသခင်ကြီးဘာခဲစရာရှိလို့လဲဟင်သူကအကောင်ကြီးကြီးနဲ့ဒီခရသည်တည်းတည်းဘယ်လိုလို့မြဝင်လာလဲဟာငါကြီးကြီးတကောင်တော့လိုချင်တယ်ကွာဟဲ့အောင်ဒီဘလူးကအကောင်ကြီးကြီးပဲကွာဒီခရလေးတည်းတည်းတည်းဘယ်လိုလို့ဝင်လာလဲမြင်ပြန်လားအမြင့်ကောင်းကောင်းနေဆိုတော့ခွက်တက်ကြရအောင်ကွာအချင်းနေငယ်ကြတော့ငါအရန်အေ့ချင်လာသလိုပဲကွာဘယ်နဲ့လဲဟာငါ့ကိုမြန်းမြန်းလာလို့ပြအခုတော့မင်းဘာတတ်နိုင်သေးလဲကွာ ငါအဆက်မီမီမတ်လားအခုဒီခရီးကငါ့အတွက်ဖြစ်လာပြီဘယ်သူမှငါ့ကိုလာလူတဲ့လူမရှိတော့ဘူးကွာဒီနေ့ဘာလို့ဒီလောက်တောင်ပူနေရတာလဲကွာမသိရင်နေလုံးကြီးငါ့ကောင်းပေါ်ရောက်နေတယ်လို့ပဲဟာဟင်ငါ့ရင်ဘယ်ကိုရောက်နေတာလဲဟာဘာကူညီပေးရမလဲသခင်အလောက်အကိုင်းနေရမြငါ့ခရီးအုပ်ကိုလာခိုးရတယ်ပေါ်လေလွယ်လွယ်ကူကူနဲ့မင်းရနိုင်မယ်ထင်သလားစုတ်တောင်းနေငါဘလူများတီကိုရောက်နေတာလဲဟာရေမရှိဘာမရှိနေတေးရတော့မှလား ပတ်စံရှိတော့လေဝယ်လို့မရတော့ဘူးမရှိတာနဲ့ဘာမှမကွာတော့ပါဘူးကွာမြင်္ဂလာပါဒီရင်ကအိမ်ပိုင်ရှင်ရှိလားဘယ်သူကငါ့ကိုပြန်လာခေါ်ရလဲဟာဒီလောက်ပူပြင်းနဲ့တဲတောင်ပြင်မှာနေတဲ့လူတွေရှိသေးတာလားဟာဩလူတော့နေသေးတာပဲဟာမြင်္ဂလာပါဦးလေးဘာကိစ္စရှိလို့လဲရွှေသားတယ်မလို့တွားရင်တွားရင်နဲ့ဒီကိုပြန်ရောက်လာတာစိတ်စင်းရဲလိုက်တာဒီတဲပြင်မှာဘာရွှေရှိမှလဲဦးအแทခေါ်ဘူးမတွေးတော့ဘူးလား ဒီလီကတမျိုးကြီးပဲဦးလေးရောက်လာတာကိုလက်အနေလို့မေးသားတာပါဘာလို့လက်ရတာလဲဦးမျက်နာကအဲ့လောက်ယုံဆိုးပါဘူးနေရဘာမြစိတ်ကူးမိလို့ဒီလောက်အကြီးအင်ကောင်းကိုဘာလို့ဒီရေပူကျဲကျဲတဲ့တောင်ပြင်မှာလာဆောက်ရတာလဲကွာကျွန်တော်လည်းမသိတော့ပါဘူးဗျာအရင်ကကျွန်တော်အိမ်ကလူသူများပြတဲ့နေရာမှာပဲတနေ့တော့ကျွန်တော်အိမ်ဟာကနေနိုးလာတော့ကျွန်တော်လည်းဒီကိုရောက်လာတာကျွန်တော်ရဲ့မော်ခရအိုလည်းမတွေ့တော့ဘူးပဲဗျအဲ့ပစ္စည်းကြပြောက်သွားတာလား ဘလို့ဖြစ်တာလဲကွာကျွန်တော်လည်းမသိပါဘူးအဲ့ရကနိုးလာတော့မရှိတော့ဘူးပဲဗျထားလိုက်ပါတော့ဒါနဲ့တောက်ဖို့ရေရောရှိလားတောက်ဖို့ကတော့ဒီထဲမှာပဲနည်းနည်းကျန်တော့တာဗျဘာလို့ဒီလောက်ပဲရှိရတာဒီလောက်ပဲဆိုပေမဲ့တောက်လို့ရပါတယ်အာမနာပါနဲ့ဒီညာဦးတီမှာတဲလိုက်လေစားဖို့တောက်ဖို့ကတော့မရှိဘူးပေါ့ဗျာကျွန်တော်လည်းမစားရတာရက်တော့ကြာနေပြီဗျကျေးဇူးပါပဲမစားရတာဘာမှမဖြစ်ပါဘူးတဲခုတ်ခွင့်ရရင်တင်းနေပါပြီဟဲ့ မင်းကငါကောင်းကိုတုံးနဲ့ရရဲတဲ့ပုံကိုယ်တငယ်ချင်းကိုတော့ပြန်တက်မလို့လားမင်းကငါသာမင်းကိုတက်ချင်အဲ့ဒီနေကလေးကမင်းသိနေပြီကွာနင်ကတော်တော်ရဲတင်းတာလေငါအစွမ်းရှိတဲ့ခရီးအုပ်ကိုလာခိုးရတာငါတကုံးဖို့ဘူးဟာအဲ့ဒီခရီးအုပ်လေးကိုငါဘာလို့ရမှာလဲနင်လိုတငယ်ချင်းကလွတ်ထားလို့မရဘူးဘာခိုင်းစရာရှိလို့လဲတခင်ဒီငါတငယ်ချင်းကိုကဘာအပြင်ဘက်ကိုပို့ပြီးပါဟုတ်ကဲ့ပါတခင်အဲ့လိုမလုပ်ပါနဲ့တငယ်ချင်းရဲ့ငါတို့ကိုတောင်းဆိုတာပါငါတို့ကတငယ်ချင်းကောင်းနေလေ ဘာတွေစောက်နေတာလဲညံညံလုံးလေဟုတ်ကဲ့ပါသခင်ဒီကောင်ကတော့လောဘစိတ်တွေအလွန်အမင်းတက်နေပါတယ်ခရာဦးတောင်တိတဲ့သူတွေကိုသူ့ကိုလာလူမှဆိုလို့နေရာတကာပို့လိုက်ပါတယ်လူလေးထတော့လူလေးရေကျွန်တော်ထဖို့အားရမရှိတော့ပါဘူးဦးလီခရီးဆက်ထွက်တော့မှလာသွားရင်လည်းသွားပါဗျာကျွန်တော်လိုက်ဖို့အားမရှိတော့ပါဘူးဒီဘက်ကြည့်ပါဦးလူလေးရဲ့ဦးကဘသူလဲဘယ်ကနေရောက်နေတာလဲဦးကမနေ့ကမင်းကိုလာချတဲ့လူလေးမှန်မှန်မိဘူးလားကွာ မင်းညကဥလီငါကနမေးကြီးတပါမင်းတို့ရဲ့စိတ်ကိုစမ်းစစ်ကြည့်ဖို့ရောက်လာတာမင်းကမေတ္တာကရုဏာရှိတာမို့လို့မင်းရဲ့ကိုတောင်းဆိုလို့ရမယ်ဆိုရင်ဘာတောင်းဆိုခြင်းလဲကွာကျွန်တော်ရဲ့ဆန္ဒကတော့မူးရဲ့မြေမှာနေနိုင်စားနိုင်တဲ့လူပဲဖြစ်ချင်ပါတယ်ဗျကျုပ်ကမင်းကိုကူညီဖို့ရောက်လာတာပါမင်းစိတ်ဓာတ်လေးကိုသိချင်လို့အရင်မကူညီပဲလာစမ်းသပ်ကြည့်တာပါမင်းဖြစ်ချင်တဲ့အရာတွေဖြစ်စေရမယ်မကြခင်မင်းရဲ့ခရယာဦးလေးလည်းမင်းစီပြန်ရောက်လာလိမ့်မယ် ်အခုကင်ဆောင်ရတဲ့လူကတော့ तू ကလောဘစိတ်တအားကြီးမားနေတဲ့အတွက်သူ့တိုင်နဲ့သူ့ကန်ခန့်သွားရမှာတုတ်သွားလိုက်အောင်မေးသွားတာလေချက်ချင်းကြီးပါလားဟင်ငါအရင်နေရာပြန်အောင်ရောက်နေပြီပဲငါဒီထွက်ရွှေရည်ငွေရည်များများလိုချင်တယ်ဒီချက်များများတခင်တောင်းဆိုတာများနေပြီတခင်ရဲ့တခင်ကိုပြန်ထိခိုက်လိုက်မယ်နေပါမှရှာရှိမနေနဲ့ငါခိုင်းတဲ့အတိုင်းသာလုပ်ဟာနောက်ဆိုငါရွာထဲမှာချမ်းသာဆုံးဖြစ်ပြီပေါ့ကွာငါဘာဖြစ်တာလဲဟာ တခင်တောင်းဆိုတာများနေပြီလို့ကျွန်တော်ပြောသားပဲအခုတော့ခမရလဲကြုတ်လို့ဖြစ်သွားပြီငါခရပြန်ရောက်လာပြီဘာလို့နှစ်ခုဖြစ်နေရတာလဲဘာခိုင်းစရာရှိလို့လဲတခင်တငယ်ချင်းတို့ရေပုံမြင်လေးကတော့ဒီလောက်ပါပဲနောက်ရက်များမှာလဲဒီလိုပုံမြင်လေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသားအမှဖြစ်ပါတယ်ပရိသတ်များကဆက်လက်စောင့်မျှော်ကြည့်ရှုဆင်နေသလိုရှိရင်တော့ like and subscribe လေးလုပ်ပြီးတော့စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော်